KNU ဦးဆောင်တဲ့တပ်တွေကမြန်မာထိုင်းနယ်ဆက်က မောတောက်မြို့ကို အပိသက်သိမ်းပိုက်လိုက်တဲ့သတင်းနဲ့စပါမယ်။တနင်္လာရီတိုင်းထိုင်းမြန်မာနယ်ဆက်မှာရှိတဲ့မောတောက်မြို့တမြို့လုံးကို KNU KNL ဦးဆောင်တဲ့တော်လှန်ရေးပူပေါင်းတပ်တွေဟာဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာအပိသက်ထိချုပ်လိုက်ပြီးဖြစ်ပါတယ်။ နိုဝင်ဘာလ17ရက်နေ့ကစတင်ခဲ့တဲ့၄ရက်ကြာထူးဆီးဆင်တိုက်ခိုက်မှုအပြီးမှာမောတောင်မြို့မှာရှိတဲ့အဓိကစခန်းကုန်းဖြစ်တဲ့နေဆက်ဘျူဟာကုန်းစခန်းခလာရနစ်နစ်လေးကိုတိမ်ပိုင်းနိုင်ခဲ့တာပါ မောတော်မျိုးကိုတိမ့်ပိုင်းနိုင်ပြီဖြစ်ကြောင်း KNU တက်မဟာလီအတွင်ရင်မူပဒူစောအင်နာကအတည်ပြုပါရီဒါကြောင့်အခုဆိုရင်နေဆက်ကုတ်သွဲရေးလမ်းကြောင်းကို KNU ကထိချုပ်ထားလိုက်ပြီလို့ဆိုရမှာဖြစ်ပါတယ် မောတောင်မြို့ကိုတိတ်ပိုင်းနိုင်လိုက်တာကြောင့် KNU တပ်မဟာလေးနယ်မြေဖြစ်တဲ့တနင်္သာရီတိုင်းရဲ့အရှိဘဲအကြဆုံးနယ်ဆက်ဧရိယာတစ်ခုလုံးကိုတော်လန်ရေးတပ်တွေကထိချုပ်လိုက်နိုင်ပြီလို့သုံးသက်သူတွေကပြောပါရယ်မောတောင်မြို့ဟာထိုင်းနိုင်ငံစင်ခွန်းမြို့နဲ့ထိစပ်နေတဲ့အရေးပါတဲ့ကုတ်တွယ်ရေးမြို့လည်းဖြစ်ပါရယ်တရုတ်ရဲ့ဖိအားကြောင့်တိုက်ခိုက်မှုတွေရပ်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းစီးရီးအခြေအနေဟာပြန်ပြီးတင်းမာလာနေတဲ့အကြောင်းနဲ့ဆက်ပါမယ်။ ကိုကဲသက်မတော် MLDAA နဲ့စစ်ကောင်မရှင်တပ်ဖွဲ့တို့ရဲ့အခြေအနေကြောင့်တီဘောမျိုးအထွက်တရားကိုနိုဝင်ဘာလ14ရက်နေ့ဒီနေ့မနက်ပိုင်းကစပြီးနှစ်ဖက်စလုံးကပိတ်လိုက်ပြီလို့ဒေတာခန့်တွေကပြောပါတယ်တီဘောလာရှူလန်ပေါ်ကဒီတံတားကိုအဝင်အထွက်ပိတ်လိုက်တာကြောင့်ကုန်တင်ကားနဲ့ခရီးသည်တင်ကားအမြောက်အများဟာမြို့တွင်မြို့ပြင်မှာရပ်နာဆောက်ဆိုင်နေရပါတယ်။ ဒီသားခေတယောက်ရဲ့ပြောပြချက်အရတဒားရဲ့တီဘောမျိုးဖက်ကိုစစ်ကုမရှင်တပ်ကပိတ်ထားပြီးတော့လာရှိုးဖက်ချန်းကိုတော့ MNDAA တပ်ဖွဲ့ကပိတ်ဆို့ထားတာဖြစ်ပါတယ် ဒီတင်းမမှုဟာနိုဝင်ဘာလ17ရက်နေ့ကလာရှိုမြို့မှာစစ်ကုမရှင်ရဲ့အမတ်၅စီးစင်ရေးအထူးအဖွဲ့မူဒုတိယဘူချုပ်ကြီးကိုကိုဦးကိုရိုင် MNDAA ကိုလာရောက်ဆွေးနွေးခဲ့ရာကစခဲ့တာပါ လာရှူမျိုးပတ်လည်မှာတက်ဆွဲထားတဲ့ MNDAA တပ်တွေကိုစုပ်ခွာပေးဖို့စစ်ကောင်မရှင်ကတောင်းဆိုခဲ့ပေမဲ့ MNDAA ကညှင်းပယ်ခဲ့တယ်လို့နီးစပ်သူတွေကပြောပါတယ် ။အဲ့ဒီဆွေးနွေးပွဲပြတ်သွားပြီးတဲ့နောက်ပိုင်းစစ်ကောင်မရှင်တပ်ကလေရင်တွေလွတ်တင်တာနဲ့ MNDAA ဘက်ကလည်းအင်အားတိုးချက်တာတွေလုပ်ခဲ့ပြီးတော့အခြေအနေကတိုက်ပွဲပြန့်ဖြစ်မဲ့သဘောမျိုးဖြစ်နေပြီလို့လာရှူမြို့ခံတွေကသုံးသပ်နေကြပါတယ်။ကချင်ပြည်ဖားကဲမြို့နယ်ထဲကရွာတွေကိုစစ်ကောင်မရှင်ကလက်နက်ကြီးနဲ့ဆက်တိုက်ပြစ်ခတ်ခဲ့တာကြောင့်ကလေးတယောက်နဲ့ဆီယမတယောက်ထိမှန်ထင်ရန်ရခဲ့ပါတယ် စစ်ကောင်စီတပ်ဟာဖားကဲမြို့နယ်လောက်ခင်းအုပ်စုထဲကရွာတွေကိုနိုဝင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းမှာလင်းလေကြီးနဲ့ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။နိုဝင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်ကဖားကဲမြို့ဘျူဟာကုန်းကနေလက်နက်ကြီးနဲ့ရန်တန်ပစ်ခတ်ခဲ့တာကြောင့် လောက်ခင်အုပ်စုမာစာရွာကမူကြိုချောင်းဝန်းထဲကိုကြာရောက်ပောက်ကွယ်ခဲ့ပါတယ်။ဒီဖြစ်စဉ်ကြောင့်အသက်၄နှစ်အရွယ်မူကြိုကလေးတစ်ယောက်နဲ့ကျောင်းဆရာမတစ်ယောက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာပြင်းထန်တဲ့ကလေးကိုဆေးရုံပို့ထားရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ဖကန်ဒေတာမှာနိုဝင်ဘာလ6ရက်နေ့ကစပြီးစီရီတင်းမာလာတဲ့တပတ်ထဲမှာပဲကလေးငယ်၂ယောက်အပါအဝင် အရက်သားတည်ဆုံသူစုစုပေါင်း၁၀ယောက်လောက်အထိရှိလာနေပြီဖြစ်ပါတယ်။ ကချင်လူလက်ရည်တက်မတော် KIA နဲ့ပူပေါင်းတပ်ဖွဲ့တွေကတော့လေကြောင်းနဲ့လက်နက်ကြီး NLA ကိုတတိထားကြဖို့ဒေသခံတွေကိုတတိပေးထားပါတယ်။မကွေးတိုင်းမြိုင်မြို့နယ်ကိုစစ်ကြောထူလာတဲ့စစ်ကောမရှင်တပ်ဖွဲ့ဟာအပြစ်မဲ့အရက်သားပြည်သူတွေကိုရရဆက်ဆက်တပ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့ဒေသခံလူမှုအဖွဲ့အစည်းတွေကအတည်ပြုပြောဆိုပါတယ်။ နိုဝင်ဘာလ17ရက်နေ့ကစစ်မှုဇုံနှစ်ဘက်ကို ရောက်လာတဲ့စစ်ကောင်မရှင်တပ်ဟာတရက်ကန်ရွာကနေဖမ်းဆီးလာခဲ့တဲ့ပြည်သူ၈ယောက်ထဲက၃ယောက်ကိုပြန်မလို့ပဲဝဲပုတ်ရွာနာမှာညစ်ပန်းနှိပ်စက်တက်ဖြတ်သွားခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ7ရက်နေ့မှာတော့အမျိုးသမီး2ယောက်နဲ့အမျိုးသား2ယောက်အပါအဝင်အလောင်းစုစုပေါင်း၄လောက်ကိုရရှိခဲ့ပါတယ်။လဲနောက်ပြန်ကျိုးတုပ်ထားပြီးမျက်နှာနေရအနက်ကိုလည်းဓာတ်နဲ့လီထားတယ်လို့အညာမြေအရက်ဖက်လူမှုအဖွဲ့အစည်းတာဝန်ရှိသူတယောက်ကပြောပါတယ်။အဲ့ဒီစစ်ကောမရှင်စစ်ကြောင်းကြောင့်မြိုင်မျိုးနယ်ထက်ကရွာပေါင်း၁၀ရွာထက်မနည်းကပြည်သူတွေဟာဘေးလွတ်ရာကိုတိမ်းရှောင် နေကြရတယ်လို့ We Love မြိုင်မြိုင်ချစ်သူအဖွဲ့ကပြောပါတယ် အရကတ္တဒေါ်အီအီထိချုပ်ထားတဲ့ချင်းပြည်ပလက်ဝခရိုင်ထဲမှာပြင်းထန်တဲ့ဝမ်ပြည့်ဝမ်လျှော်ယောဂကူးစက်မှုတွေကြောင့်လူအယောက်300ဝန်းကျင်ကူးစက်ခံနေရတယ်လို့အရကတ္တဒေါ်အီအီရဲ့ပြည်သူ့ကျန်းမာရေးဌာနကထုတ်ပြန်ပါတယ်။ဒီယောဂဟာပလက်ဝခရိုင်နဲ့နယ်နိမိတ်ထိစပ်နေတဲ့အိန္ဒိယနိုင်ငံလောက်တလိုက်ခရိုင်ထဲကနေဆက်ရွာတွေကနေအစပြုကူးစက်လာတာဖြစ်တယ်လို့နိုဝင်ဘာလ12ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိမှာကူးစက်ခံရသူ300လောက်ထဲကအယောက်30ဟာအသွင်းလူနာအဖြစ်ဈေးကူးသားမှုခံယူခဲ့ရပြီးတော့အားလုံးပြန်လဲတက်တာလာပြီလို့ဆိုပါတယ်အေအေကျမ်းမာရေးဌာနကတော့ယောဂါကိုထိ ंछ ုပ်ဖို့အတွက်အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေဖွဲ့စည်းပြီးစေကုသရေးနဲ့ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုဆက်လက်လှုံ့ဆော်နေတယ်လို့ပြောပါရယ် ယောဂဘိုးဟာရေမသက်ရှင်မှုနဲ့တကူရေသက်ရှင်မှုအားနည်းတာတွေကနေကူးစက်နိုင်တာကြောင့်ဒိသခံတွေတတိထားကြဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဒီဝါယောဂအခြေအနေကြောင့်ရခိုင်ကနေသဆင်းအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကိုသွားတဲ့အ धिक ကုတ်တွယ်ရေးလမ်းတွေကိုနိုဝင်ဘာလ23ရက်နေ့ကစလို့ယာယီပိတ်လိုက်ပြီလို့ရခိုင်သတင်းဌာနဖြစ်တဲ့နရင်ဂျရာသတင်းဌာနကိုကုတ်တွယ်တွေကပြောဆိုထားပါတယ်။